长沙保卫，一夜未熄的革命火种，开在了大德桥欧阳修的故居前。 ောင်းသာကန်းချေရပါဝင်းအေယဝတီတိုင်းရှိကန်းချေဒေသအထွေကိုအခုနှစ်အထွေခရီးသွားတတန်းကျော်ဝင်ရောက်ခဲ့တယ်လို့အေယဝတီတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနကတည်ရပါတယ်။ပင်လယ်ကန်းချေရပန်းဖြေစခန်းတွေဖြစ်တဲ့ငွေဆောင်ချောင်းသာနယ်ရွှေတောင်ရံကန်းချေတွေကို အခုနှစ်ဇန်နဝါရီလကနေအောက်တိုဘာလ15ရက်အထိပြည်တွင်းပြည်ပခရီးသွား7,358ဦးဝင်ရောက်လည်ပတ်ခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါဒေတာတွေကိုအများပြည်သူရုံပိတ်ရရှိကာလာတွေမှာခရီးသွားဧည့်သည်အများဆုံးဝင်ရောက်လေရှိပြီးသတင်းကြိုးပိတ်ရဖြစ်တဲ့အော်တိုဘားလာ၄ရက်ကနေ9ရက်အထိ၄ရက်သားကာလာတွင်ပသိမ်မြို့သို့ပြည်တွင်းပြည်ပခရီးသွား4880သက်ဦးဝေဆောင်ကန်းချီတို့16699ဦးချောင်းသာကန်းချီတို့15390သက်ဦးနဲ့ရွှေတောင်ရံကန်းချီတို့680ဦးစုစုပေါင်းခရီးသွား3 သော9653ဦးဝင်းရောက်အပန်းဖြေလက်ပတ်ခဲ့ကြောင်းသိရပါတယ်2025ခုနှစ်ဇန်နဝါရီလကနေအောက်တိုဘာလ15ရက်အထိအရာဝတီတိုင်းဒေသကြီးငွေဆောင်ကန်းခြေတို့24988ဦးချောင်းသာနယ်ရွှေတောင်ရံတို့2439ဦးတို့ဝင်းရောက်တဲခုခဲ့တယ်လို့သိရပါတယ်ရှင်